ဂါဇာမှာအစ္စရေးပြင်းထန်လာတဲ့စီးရေးထိုးစစ်တွေလုံးဝမရပ်ဘူးဆိုရင် အစ္စရေးကိုအေးအေးယူမှုတွေလုပ်ရမယ်လို့ဥရောပနိုင်ငံကြီးတွေကပူးတွဲကြေညာပါတယ်။ကနေဒါကလည်းအဲ့ဒီကြေညာချက်တွေမှာပါဝင်လာပါတယ်။အခုကနေဒါပြင်သစ်တဲ့ပြည်ထောင်စုကအစ္စရေးရဲ့ရှေ့ဆက်မဲ့ခြေလှမ်းတွေကိုစောင့်ကြည့်နေတယ်ပြောပါတယ်။အစ္စရေးအနေနဲ့ဂါဇာကမ်းမြောက်မှာစစ်စင်ရေးတွေဆက်လုပ်မလား။တကယ်လို့ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့တိတိကျအရေးယူသွားမှာပါလို့ဗြိတိန်ပြင်သစ်ကနေတာခေါင်းဆောင်တွေကပြောပါတယ်။ဂါဇာမှာအစ္စရေးရဲ့စစ်စင်ရေးရက်တက်မှုလူသားချင်းစာနာမှုအကူအညီတွေအကန့်အသတ်မဲ့ချက်ချင်းဝင်ခွင့်ပြုဖို့တောင်းဆိုထားပါတယ်။အစ္စရေးဟာလွန်ခဲ့တဲ့2လလောက်ကတည်းကဂါဇာကိုအစားအစာစေဝါတဲ့လောင်စာဆီဝင်ရောက်မှုကိုပိတ်ပင်ထားတာပါ။နောက်ပိုင်းမှာတော့လိုအပ်သလောက်ပဲပြန်ပြီးတော့ခွင့်ပြုခဲ့တယ်ဆိုပါတယ်။ဒါကြောင့်ဂါဇာမှာပိတ်မိနေတဲ့လူပေါင်း2သန်းနီးပါးလောက်ဟာ ော်တော်လေးကိုဒုက္ခရောက်အကြက်တဲတွေ့နေရပါလိမ့်အဲ့ဒီဒေသမှာရှိတဲ့လူနှစ်သန်းကျော်ဟာငတ်မခေါင်းပွားမှုဘေးနဲ့ရင်ဆိုင်ရတယ်လို့ကုလသမဂ္ဂကသတိပေးထားပါတယ်ဒါပေမဲ့သတင်းမဆက်တပတ်ကြာပိတ်ဆို့ထားကနအကူအညီတွေကန့်သတ်မဲ့ဝင်ခွင့်ပြုမယ်လို့အစ်ကြီးကသတိပေးခဲ့ပါလိမ့်အကူအညီတွေဝင်ရောက်ခွင့်ငင်းပေတာဟာလက်ခံနိုင်ဖွယ်မရှိတဲ့ပြင်နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကိုချိုးဖောက်တာလို့ပြင်သစ်ပြည်နယ်နဲ့ကနေဒါခေါင်းဆောင်တွေကဝေဖန်ထားပါတယ် အစ္စရေးဝန်ကြီးချုပ်နေတာညာဟုကတော့ဂါဇာကမ်းမြောင်တစ်ခုလုံးကိုမိမိတို့ထိန်းချုပ်ဖို့အစီအစဉ်ထားကြောင်းအခိုင်အမာပြောထားပါတယ်။ဒီတော့တွင်ခရင်နေမျိုးတော်ဝိုင်းမှာရှိတဲ့ပါလက်စတိုင်းတွေဘေးလွယာရွှေ့ပြောင်းမှုတတိပေးထားပါတယ်။အနောက်ဘက်ကမ်းပါဝင် လူချင်းချနေထိုင်မှုတွေချင်းနေတာလက်မခံကြောင်းနဲ့ပြစ်မှတ်ထားရေးယူပိတ်ဆို့တာတွေပါဝင်ရေးယူမှုတွေအတွက်မိမိတို့တုံ့ဆုံနေမှာမဟုတ်ဘူးလို့ဥရောပကောင်ဆောင်တွေကအစ္စရေးကိုတတိပေးထားပါတယ်။ဥရောပကောင်ဆောင်တွေရဲ့တတိပေးချက်နဲ့ပတ်သက်ပြီးအမေရိကန်ကတော့ခက်မဆိတ်တာနေနေပါတယ်။ ဒီကနေ့မှာတော့လူသားချင်းစာနာမှုကူညီတွေတင်လာတဲ့ကုလသမဂ္ဂကုန်တင်ရင်တွေဟာအစ္စရေးတဲ့ကိုဝင်ရောက်လာတယ်လို့ဆိုပါတယ်။အဲရနဲ့နီးတူအစ္စရေးကလည်းဂါဇာမှာမြေပြင်ထိုးစစ်မှုစတင်ကြောင်းကြေညာလိုက်ပါတယ်။အစ္စရေးကြေညာချက်ကိုမိမိတို့အပြင်းထန်ကန့်ကွက်ကြောင်းရောဘတ်သမဂ္ဂကတဖန်ပြန်လဲကြေညာထားပါတယ်။